တဘာပေါ်ရှိတဘာဝအကောင်းဆုံးဖွဲ့စည်းပုံတစ်ခုကိုတလိမ့်ဆန်အမျိုးသားတစ်ခုကလှုပ်ရှားပြသနေတယ်ဆိုရင်အဲ့ဒါကတော့ဝမ်ဘလီတွေပဲဖြစ်ပါတယ်ခင်ဗျာကနေဒါနိုင်ငံကတဘာဝတပ်ပုံစီရသူဟာမယုံကြည်နိုင်လောက်အောင်အန်အောဖဲကောင်းလွန်းတဲ့ဝမ်ဘလီအုပ်စုတစ်ခုကိုရိုက်ကူးဖမ်းယူနိုင်ခဲ့ပါတယ်တောအတွင်းတနီယာတစ်ခုမှာသူတို့ဟာအတူတူကစီလုံးပြီးအုပ်စုလိုက်ခီးသွားနေကြတာဖြစ်ပါတယ်ပထမဆုံးမျက်စိဆက်တွေ့တဲ့အခါမှာအရှိအဆုံးဥတည်နေတဲ့ ဘုံကလေး၃កောင်ဟာအုပ်စုခေါင်းဆောင်တွေလို့ခံမှန်းရပေမဲ့တကယ်တော့သူတို့ဟာအင်အားအနည်းဆုံးဝင်ပလေတွေဖြစ်ပါတယ်။သူတို့ဟာအသက်ကြီးပြီးတခါလေဒဏ်ရာရနေတဲ့သူတွေလည်းရှိပါတယ်။အုပ်စုရဲ့လမ်းညွန်သူတွေဖြစ်ပြီးအသွေးကြုံရှိတဲ့သူတွေလို့ဆိုရပါမယ်ခင်ဗျာ။သူတို့ရဲ့အလုပ်ကတော့ခီးစံမှုအရှင်ကို ထိညိပေးတာဖြစ်ပြီးနောက်ကျသွားသူမရှိရအောင်တေချာစောက်ကြည့်ပြီးတော့အုပ်စုတစ်ခုလုံးဘေးကင်းအောင် ဥဆောင်ပေးနေရဖြစ်ပါတယ်။ဒါပေမဲ့တိုက်ခိုက်ခံရတဲ့အခါမှာတော့အရှိဆုံးမှရှိတဲ့သူတို့ဟာပထမဆုံးအနေတွေကိုကြုံတွေ့ရတဲ့သူတွေပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါကတော့ကိုယ့်ရဲ့အုပ်စုအတွက်ကိုယ်တိုင်အသက်ပေးနိုင်တဲ့အစ်စ်မန်ဥဆောင်သူတွေပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဒုတိယအုပ်စုကထွက်ပေါ်လာပါတယ်ခင်ဗျာ။ဒီဒုတိယအုပ်စုကအသက်ငယ်ပြီးတော့မှအင်အားပြည့်နေတဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာ လျင်မြန်တဲ့တုတ်ပြန်မှုနဲ့တိုက်ခိုက်မှုတွေအ திக အားအင်ပြေးဝနေသူတွေဖြစ်ပါတယ်။ပထမအုပ်စုရဲ့အနေအထားကိုတွေးလိုက်မယ်ဆိုရင်ဒီဒုတိယအုပ်စုကထောက်ခံပြီးတော့အုပ်စုလိုက်အပြန်လန်းကာကွယ်ပေးကြတာဖြစ်ပါတယ်။ပြီးရင်တော့တတိယအုပ်စုရဲ့အဖွဲ့ဝင်တွေကပါလာပါတယ်။သူတို့ကတော့အတန်းငယ်သေးတဲ့ဝင်ပလေတွေနဲ့ဝင်ပလေအမတွေဖြစ်ကြပါဗါတယ်အနာဂတ်တွေအရေးပါဆုံးမျိုးဆက်အစ်တွေဖြစ်ပါတယ်အဲ့တော့ သူတို့အတွက်ဘေးအနေနဲ့အနည်းဆုံးနေရာမှာရှောက်လန်းခိုင်းပါတယ်ခင်ဗျာနောက်ဆုံးအဖြစ်အုပ်စုလက်ရဲ့နောက်ဆုံးမှာလိုက်နေသူတကောင်ရှိပါတယ်သူကတော့အထက်ကခေါင်းဆောင်ဖြစ်ပါတယ်ခင်ဗျာသူဟာနောက်ကျနေကြမဟုတ်ပါဘူးအုပ်စုတစ်ခုလုံးဘေးကင်းအောင်နောက်ကနေစောက်ကြည့်လမ်းကြုံပေးနေတဲ့သူတယောက်ဖြစ်ပါတယ်တန်တရားရှိတဲ့အတန်တွေထုတ်ရှားမှုတည်တည်လေးကအစားဖြစ်ပါစေ အုပ်စုတစုလုံးအတွက်ပြဿနာမဖြစ်ရအောင်အမြဲတတိထားနေတဲ့သူပဲဖြစ်ပါတယ်။အခုလိုဖွဲ့စည်းထားတဲ့ဝန်ပရိအုပ်စုရဲ့စီကံစီစနစ်ဟာတဘာဝအတွင်းမှာအံ့ဩဖွဲ့ကောင်းတဲ့ဘူဒ္ဓတာတစ်ခုဖြစ်ပါတယ်ခင်ဗျာ။အချင်းချင်းကိုယုံကြည်မှုနဲ့ထောက်ခံကြတဲ့အပြင်ကိုယ့်ရဲ့အဖွဲ့စည်းမှာအားနည်းနေတဲ့သူတွေကိုရှေ့တန်းမှာထားပြီးအားကြီးတဲ့သူတွေကနောက်ကနေစောက်ကြည့်ကာကွယ်ပေးတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။ အဲ့ဒါကသူတို့ဘဝတစ်ခုလုံးကိုတကယ်ကိုတန်ဖိုးရှိအောင်လှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ဝန်ပရေတွေကတတဝါအဖွဲ့လိုက်ဘဝနဲ့ခိုင်ခန့်တဲ့စည်းကမ်းရှိသူတွေဖြစ်ပါတယ်။သူတို့အနေနဲ့ပြသနေတာကတော့အဖို့အချင်းချင်းနဲ့ဥဆောင်မှုစနစ်ဟာကျွန်တော်တို့လည်းလူသားတွေအနေနဲ့အဖွဲ့အစည်းတစ်ခုထဲမှာဘယ်လိုကူညီရမလဲဆိုတော့သင်ခန်းစာပေးနိုင်တဲ့တဘာဝအကြောင်းအရာတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ Thank you.